မရိကန်ရဲ့အထူးတပ်ဖွဲ့ဖွဲ့စည်းပြီးတော့ကြားဖြန့်ဖိုင်းညမာနေဆက်ကစောချစ်သူတို့တတိုက် BGF DGB အပါဝင်စောချစ်သူတို့တတိုက်ကိုစုံစမ်းဖမ်းဆီးတရားစွဲအပြစ်ပေးအေးအေးယူပိတ်ဆို့မှုတွေလုပ်မယ်ဆိုတဲ့တရားဝင်ကြေညာချက်ဒီနေ့ထွက်တယ်တပ်ပြင်ဘိုးပိုင်ချဲတမတုံးတုံးဟိအောင်ပိုင်ချဲကိုသိလားဒါပါမယ် ဝမ်ပေါင်းရှော့လိုက်တော့73လုံးနဲ့ဝမ်ပေါင်းကိုပြချဖို့အညာသားတွေကြိုးစားနေတဲ့ကြောင်းပါမယ်နောက်ထပ်ခင်ဗျားတို့ကိုအရေးကြီးတာတစ်ခုထပ်ပြောချင်သေးတယ်ပြည်တီဦးနဲ့အိနာကျော်စင်နဲ့ကိစ္စပြည်တီဦးကြတော့မဆဲဘူးနေတိုးကြကြတော့ဆဲတယ်နေတိုးကရခိုင်မို့လို့လားရခိုင်မို့လို့လားလို့ပြောရင်ဘူချုပ်ထွန်းမြင့်နိုင်ကိုငါတို့ဘာလို့တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်အဖြစ် အမျိုးသားခေါင်းဆောင်အဖြစ်တော်မျှော်မှန်းထားခဲ့တာတော်လန်ยีမှာနိုင်ငံยีမှာတိုင်းပြည်အတွက်လူလူအတွက်မှာဘာသာရေးလူမျိုးရေးမရှိဘူးအဖွဲ့အစည်းဆွဲမရှိဘူးဒါနဲ့ပတ်သက်ပြီးအခြေတဝင့်ပြောမယ်ကဲစလာရောကနဦးတော့ဘိုးပိုင်ချဲကိစ္စပြောအောင်ဘိုးပိုင်ချဲမနေ့ကကျွန်တော်တက်မှာ၃၃ ကိစ္စပေါ့နော်။ဂျားပြတ်တိုက်တယ်မตาပေါ်တဲ့တဲ့င်းကတော့အားလုံးသိပြီသား။ဘူပိုင်ချဲကိစ္စလူမဲတော်ဘာလို့ပြောမှလဲဆိုတော့ဒီလိုဗျ။ကျွန်တော်တို့တော်လိုင်းကြီးမှာခေါင်းဆောင်တွေလူငယ်လူလက်ခေါင်းဆောင်တွေပေါ်ထွက်လာတာကိုကျွန်တော်တို့ဝမ်းပန်းသက်သာကြိုဆိုကြိုဆိုတဲ့အပြင်ကိုအားကိုးတယ်ယုံကြည်တယ်မျှော်လင့်တယ်ဒီစိတ်နဲ့ပြောတာဖြစ်ပါတယ် ဘယ်တက်ကတော့ဘယ်အဖွဲ့ရတော့ NUG အောက်ကတော့ MOD အောက်ကတော့အဲ့ဒါကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်တို့မှာအဖွဲ့အစည်းနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးဘာသာရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးလူမျိုးရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးပုဂ္ဂိုလ်ရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးဥပဒေဆိုတဲ့အစွဲကိုကျွန်တော်တို့ဖြုတ်ချထားမယ်ကိစ္စအရေးကြီးတယ်ပြည်တည်ဦးနဲ့နေတို့ကိစ္စကြရင်ကျွန်တော်အဲ့ကိစ္စကိုတေချာပြောပြချင်တယ်အဲ့တော့ဘူမိုက်ခဲ မောင်ဆောင်ခါ ဇေယလွင်ဘိုနကားဒေါက်တာဆိုးသူရစောအဆရှိတဲ့လူငယ်လူလက်တက်မှုတွေဟာတော်လိုင်းရေးမှာတက်တော်ဘိုလ်သူကြီးတွေနဲ့တဖြည်းဖြည်းကြစ်ကြစ်လစ်လစ်ခိုင်ခိုင်မာမာအင်အားကြီးကြီးနဲ့စုစည်းလာတာကိုကျွန်တော်တို့ဝမ်းမတက်တာကြိုဆိုခဲ့ကြတယ်ဂုံပြုတ်ခဲ့ကြတယ်ဝင်းရံပေးခဲ့ကြတယ်အားပေးခဲ့ကြတယ်ကုညီခဲ့ကြတယ်တတ်နိုင်သလောက်အခုဘိုးပိုင်ချဲဆိုတဲ့ညီငယ်လေးတယောက်တော်လန်တက်မှုတယောက်ပေါ်ပေါက်လာတယ် ်ပထမတစ်ခေါက်တည်းကကျွန်တော်ကြည့်နေတယ်ဘူပိုင်ချင်းနဲ့ပတ်သက်ပြီးတော့ဘိုးကြီးထက်မြတ်တို့ channel ကအင်တာဗျူးတွေပါကျွန်တော်နားထောင်ကြည့်တယ်လူငယ်လေးရီမုံမုံလေးရုပ်ရည်ကကိုရီးယားမင်းသားအလားပဲရုပ်ရည်တန့်ပြန့်နေရှင်ကြီးတယ်အဲ့တော့ဒီကလေးလေးကိုကျွန်တော်ဒီလူငယ်လေးကိုကျွန်တော်လူငယ်လေးဒီကောင်ဒီကလေးခေါင်းဆောင်တယောက်ဖြစ်လာနိုင်တယ်အပြောဆိုရိုးသားတယ်ဘိုးမိုက်ခဲလို့ပဲအဲ့ဒါသိမကြပါဘူးမနေ့ကတက်မှာတုံးတုံးကိုဝင်ကျုံးပါတယ်ဝင်ကျုံးတော့ဘူပိုင်ချဲတို့ဥဆောင်နေတက်တွေက ပူပေါင်းတပ်တွေကဝင်တိုက်တဲ့အချိန်မှာဘိုးပိုင်ကျဲရဲ့ဗီဒီယိုလေးကိုကျွန်တော်ကြည့်လိုက်ရတယ်ကြည့်လိုက်ရတော့ဖက်နဲ့လည်းမပေါ့ရှုံ့ဘက်ပလဲပြင်းနေထိုင်ပြီးတော့ဟေ့ရမင်းတို့တက်မှသုံးသုံးဝကောင်နေပြောတော့နံပါတ်ကြီးဆိုချွေးတော်မထွက်ဘူးဟဲ့ဗျာဟေ့ရမင်းတို့ပိုင်ချဲကိုတည်လားအဘူးလည်းတည်လားအပိုင်ချဲကွာပိုင်မှချဲတာဆိုပြီးတော့ဖက်စစ်တပ်ကကောင်နေနဲ့အခြေအတင်ပြောနေတဲ့ဗီဒီယိုကလစ်တွေ့ရနော် ဆိုတော့ဒါလူငယ်ခေါင်းဆောင်တံမူးတယောက်ထပ်မံပေါ်ပေါက်လာပြီလားမြုံလင့်ပါလေတို့တူရဲ့ဘုံမိုက်ခဲမောင်ဆောင်ခဇေယာလွင်ဘုံနကအစရှိတဲ့တတ်တော်အသီးသီးကလူငယ်ခေါင်းဆောင်တွေကိုလည်းကျွန်တော်မျက်ခြေမပြတ်ကြည်နေတယ်ကျွန်တော်တို့အားပေးနေတယ်ဝန်းရံနေတယ်။ဘာကြောင့်လဲဆိုတော့အနာဂတ်တိုင်းပြည်ကိုလူငယ်တွေလက်ထဲထဲခဲ့ရမှာလက်ရှိဒေါ်လာရေးမှလည်းလူငယ်တွေကစွန်းစမ်းတမန် အသက်ဆုံးတိုက်ပွဲဝင်နေတာငင်းလို့မရတဲ့တမိုင်းအရှိတရားမှာလူကြီးတွေရှုပ်ချင်တိုင်းရှုပ်လှုပ်ချင်တိုင်းလှုပ်တာတွေကိုလူငယ်တွေကသေပေးပြီးတော့ခေပြောင်းစနစ်ပြောင်းရေးအတွက်စ조사တိုက်ပွဲဝင်ခဲ့ကြရတာအဲ့ဒီရဲ့တသက်ပြချက်ကຫນွေဦးတော်လန်ကြီး generation ဆက်ဆရာဘူပိုင်းချဲကိုဂုံပြူပါတယ်တမ33တစ်ခုလုံးစစ်ကြောင်းပြုတ်အောင်တိုက်ပွဲဝင်တဲ့ ဂုံယူစွာဂုံပြုတ်တဲ့အပြင်ကိုမှထမှန်ပြီးတော့တမူကောင်းတယောက်လူငယ်ခေါင်းဆောင်တယောက်ဖြစ်လာနိုင်ဖို့ညီလေးညီလေးလို့ပဲကျွန်တော်တို့အွယ်နေဆိုညီလေးပဲဖြစ်ညီလေးပုံမိုက်ပုံပိုက်ချဲမိုက်ခဲရလဲကျွန်တော်ညီလိုပဲဆိုတော့ပုံမိုက်ခဲပုံပိုက်ချဲဇေယလွင်းအဲမှာနော်မောင်ဆောင်ခဒေါက်တာဆိုသူဝါဆိုအဆရှိတဲ့တမူကောင်းနေနဲ့စူးစီးနိုင်တဲ့ညီပြန့် ဒေတာများ တပ်ပေါင်းစုကြီးဖြစ်ဖို့ဒီလူလူကလည်းမျော်လင့်လျက်ရှိပါတယ်။မိဘဒေတာများတပ်ပေါင်းစုတိုင်းသားများတပ်ပေါင်းစုပြည်သူတပ်ပေါင်းစုဆိုတဲ့တပ်ပေါင်းစုသုံးရက်နဲ့တော်လန်ဝင်ရိုးကိုလယ်ပတ်အရှိန်ပြင်းပြင်းနဲ့ဖက်စစ်တပ်ကိုချေမုန်းနိုင်မဲနေရောက်ဖို့တဆင်ချင်းတဆင်ချင်းတလန်းလိုက်လိုက်တာများဒီကနေ့ဆိုရင်ဖက်စစ်တပ်ကအလူအလဲဖြစ်နေတာပါ။ နေမြေဒီတာလေးတွေကိုအကြမ်းမြင်ပြန်လဲတိုက်ခိုက်ရယူနိုင်တယ်ဆိုပြီးတော့သူတို့ဂုံစာနေပြီမဲ့ရှမ်းမြောက်မှာနေမြေ80ရာခိုင်နှုန်းကိုတော်လိုင်းရင်းနဲ့တိုင်းသားတပ်တွေကသိမ်းပိုက်ထားနိုင်ပြီးတော့လက်ရှိသူတို့ပြန်လဲရယူနိုင်တယ်ဆိုတဲ့အနေအထားဟာ71ရာခိုင်နှုန်းပဲရှိသေးတယ်ဆိုတဲ့အချက်ကိုကျွန်တော်တွေ့ရပါတယ်။ဒါတူမှာဒီဘက်2025ဒီဘက်နှစ်တည်းရဲ့တိုက်ပွဲနှီးနာပုံသဏ္ဍာန်ပြောင်းလာတာကိုတွေ့ရပါတယ်။ အရင်ကာလတုန်းကဆိုရင်ဒိုင်းသားဤအောင်တက်တည်နဲ့တွက်ဖက်ပြီး PDF တွေတိုက်တဲ့အခါကြမှ PDF တွေအောင်မြင်မှုရတယ်ဆိုတဲ့အခြေအနေကနေပြီးတော့လက်ရှိအချိန်မှာ PDF တက်တော်များပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတက်တော်များရဲ့ကိုယ်တိုင်ဦးစီးတိုက်ပွဲဝင်တဲ့အောင်မြင်မှုတွေအများအပြားထွက်ပေါ်လာပါတယ်။ရှင်းရှင်းပြောရရင်ငါတို့အတောင်လက်ဆုံလို့မတက်ရက်ပြီးပြန်တန်းတော့မယ်။စစ်ပညာတွေစစ်တွေ့ကြုံတွေလက်နက်ခဲယမ်းစုဆောင်းမှုတွေတက်တော်စုဖွဲ့မှုတွေဟာ အချိန်ဤတစ်ခုမှာတပြေးပြေးနဲ့အထိုင်ကျလာတယ်စနစ်ကျလာပြီးတော့တိုက်ရီခတ်ရီစစ်စွမ်းရီစစ်တွေ့ကြုံတွေလည်းအထံအသင့်ရတဲ့အချိန်မှာပထမဦးစွာမိုးကုတ်မြုပ်ကိုတ ਿਆਂ နယ်လီကထွက်ခွာမယ်လို့ပြောပြီးအနောက်မိုးကုတ်မိုးမိတ်ကို MDM PDF နဲ့ပူပေါင်းတက်တွေကကာကွယ်မယ်ဆိုတဲ့ပြည်သူတော်လိုင်းရေးတက် PDF တရံဝင်ထွက်ပြီးတရုတ်ကိုစိန်ခေါ်ဖက်စစ်တက်ကို ပေါ်တင် challenge ခေါ်လိုက်တာပါနမနစ်စစ်ကြောင်းလိုက်စစ်ကြောင်းတွေပြုတ်အောင်တိုက်နိုင်တဲ့အခြေအနေမျိုးထိပြည်သူ့ကာကွယ်ရေးတပ်မတော်သားညီငယ်အညာသားတွေအပါအဝင်ကျွန်တော်အမှတ်မမှားဘူးဆိုရင်စစ်ကြောင်းငားချောင်းလောက်တိုက်ပွဲ၅ခုလောက်မှာစစ်ကြောင်း၅ချောင်းလောက်ပြုတ်အောင်တိုက်နိုင်တဲ့အခြေအနေမျိုးဟိုတလောကမြင်းညံအထူးစစ်စင်ရေးဆိုရင်လဲ မြင်းကြံတောင်တာမလိုက်နထိုးကြီးတကြောလုံးဖိတ်ဖိတ်တော့အောင်တရာဦးတီတက်ပြီလို့တော့ကျွန်တော်တို့ကတွတ်တာအချိန်ကြီးရဲ့ကြောင့်မြင်းကြံအထူးစစ်စင်ရဲမှလည်းအောင်ပွဲအလီလီရရှိခဲ့ရွှေဘုံမှာလည်းစစ်ကြောင်းလိုက်ပြုတ်အောင်တိုင်နိုင်ခဲ့တယ်နာမည်ကြီးဘလူးစစ်ကြောင်းဆိုတဲ့ကောင်ဒီကိုလည်းစစ်ကြောင်းမှုကိုဖမ်းပြီး PLA တက်ရှေ့ရရှေ့လာမသိဘူးနော်စစ်ကြောင်းလိုက်ဖြုတ်နိုင် အခုဘိုးပိုင်ချဲတော့ဟာတမ3တုံးနာမည်ကြီးလာပါတယ်ဆိုတော့တက်ချွေးမထွက်ဘူးဆိုပြီးတိုက်ပွဲဝင်ပြနိုင်တယ်။ဒါဟာလက်တလောမှာတော်လန်ကြီးဟာဖက်စစ်တက်ကပြည်သူစစ်ပေါ်တာဆွဲမှုတွေရုရှားနဲ့တရုတ်ကနီးပညာတွေပုံအော်ထားတဲ့အချိန်မှာခဏတာတန့်သွားတယ်လို့ထင်လာရပေမဲ့လာမယ့်တော်လန်ကြီးရဲ့အနာဂတ်လာမယ့်တော်လန်ကြီး အခြေအနေနောက်လာမယ့်တော်လန်ရေးအခြေအနေဟာတော့လူငယ်လူလက်တွေခေါင်းဆောင်တမှုတွေနဲ့ခြေနေရန်ကောင်းပါတယ်ဖက်စစ်တဲ့ဘလူနီးနဲ့မှရေရှည်ရုရှားနဲ့တရုတ်အကူအညီဖြတ်တဲ့နေ့ဖက်စစ်တဲ့မသာပေါ်တဲ့နေ့ဖက်စစ်တဲ့မသာပေါ်တဲ့နေ့ရုရှားတရုတ်အာကိုနဲ့နလန်ထလာတာပြည်သူစစ်ပေါ်တာဆွဲတာအခုဆိုရင်အင်မတန်ရှားပါလာပြီအဲ့ဒီပြည်သူစစ်ပေါ်တာဆွဲတဲ့ရင်းမြစ်ပြတ်တဲ့နေ့ စစ်တပ်တွေမှာစစ်တိုက်တဲ့မရှိတဲ့နေ့ဒီလိုနေမျိုးရောက်လာပါလိမ့်မယ်။ဒါကြောင့်မို့ဒီဘက်မှာတော်လိုင်းကြီးဘက်ကလည်းတချိန်တညီးနဲ့ဖွံ့ဖြိုးတိုးတက်အောင် development တည်ဆောက်ရပါလိမ့်မယ်။လူငယ်တပ်မှုတွေလူလက်တပ်မှုတွေနဲ့တတ်တော်အသေးသေးစနစ်ကြတဲ့စုဖွဲ့မှုတွေနဲ့တတ်တော်ဗိုလ်သူကြီးတွေတည်ဆောက်ထားမယ်ဆိုရင်ကျွန်တော်တို့တော်လိုက်ရေးကိုမင်းအောင်လိုက်ဖတ်စစ်တက်ဟာ ရက်တန့်အောင် လုံးဝမလုံနိုင်ဘူးလို့ကျွန်တော်လူမြတ်ကျော်ရေးရကြီးအာမခံရှင်းနေတော့ကဲဒါနဲ့တဆက်ဆက်တယ်မှာတရုတ်ကိုအန်တူးတဲ့ဒုတိယတစ်ခုထပ်ပြောပြပါမယ်ဝမ်ပေါက်လက်ပရောင်းတော့ဂျီနီစီမံဂိမ်းတန်ဂါရော်တွေကိုမိသင်ငန်းကတ်ခဲ့တာတိမ့်စိန်အစိုးရလက်ထက်မှာလေဒီဆီယာရောဖျားကြီးရဲ့တိမ်ကိုဘော်ဒူဇာနဲ့ဖြတ်ခဲ့တာ အကျဲအကျဲမငိမ့်ဝင်နဲ့အစိုးရ20သိန်းစိန်အစိုးရ NLD အစိုးရအစိုးရ20လုံးမှာ1ပေါင်လက်ပေါင်းတောင်ကျင်းဒီချီမှန်ကိအေးဒေါ်ခင်ဝင်းကိုနှစ်ဖူးနဲ့တနက်နေ့ပြည့်လို့တရုတ်တန်ယုံရှိလူမြတ်ကျော်တို့ဆန္ဒသွားပြခဲ့ရပါသေးတယ်။နော်အနီနှောင်းလာနေမျိုးစင်အခုဘိုးတော်နီးနော်ဒီကျွန်တော်တို့ကိုထေးအောင်အဆရှိတဲ့ဆုံးသွားပြီဖြစ်တဲ့အန်ကေဥပါမြင့်ဘိုးတော်ခင်ဝင်းအဆရှိတဲ့ကျွန်တော်တို့တွေဟာ လဘရောင်းတောင်ကျင်းဒီစီမံဂိမ်းမှာလဘရောင်းတောင်ကျင်းဒီစီမံဂိမ်းနဲ့ပတ်သက်ပြီးစစ်တပ်ရဲ့လက်ကင်ဒုတ်ရဲတွေဟာလေယာမြေအငင်းပွားမှုဖြစ်တဲ့လေသမားတယောက်ဒေါခင်ဝင်းကိုတနက်နေ့ပြစ်တာတိတ်ဆုံးသွားတဲ့အတွက်အဲ့ဒေါခင်ဝင်းအတုပချရတဲ့နေ့မှာပဲကျွန်တော်တရုတ်တန်ယုံရှေ့မှာဆန္ဒပြခဲ့ပါတယ်ရန်ကုန်ကလေးစစ်ရုံအနီးကတရုတ်တန်ယုံရှေ့ အဲ့လိုဇနပြတဲ့အချိန်တုန်းမှလည်းယထာစီးပြီးလာခဲ့ကြရတာပြန်ပြောရင်ရှည်သွားမယ်ဆိုတော့ဒီလိုအခြေအနေတွေနဲ့ဝမ်ပေါက်တော်လိုင်းလေးနှစ်တာငါးနှစ်တာကာလာလုံးမှာဟိုတလောကသတင်းထွက်ခဲ့တယ်တော်လိုင်းဤတက်တွေကိုပတ်စံစီးပြီးစီယုံထားနိုင်တယ်ဝမ်ပေါက်ကိုမတိုက်ပါဘူးဝမ်ပေါက်ကပတ်စံပေးတာလို့လို့သတင်း BBC ကသတင်းထွက်ပေါ်အပြီးမှာဒီကနေ့တော့ဝမ်ပေါက်ကိုရှော့လိုက်တုံးနဲ့ပြစ်တာ၃ချိန်ရှိသွားပါပြီပထမတစ်ချိန်လုံငယ်သောကာလာလေးကဒုတိယတစ်ချိန် ဒုတိယတစ်ချိန်မှာဝမ်ပေါကလုပ်ငန်းတွေအားလုံးရပ်တန့်သွားပြီးဒီကနေ့ထိလဲပတ်နိုင်စွာမရှိဘူးမနေ့ကထပ်ပြီးရှော့လိုက်တုံး73လုံးနဲ့ထပ်ပြစ်ပါတယ်ဘုံနိုင်ကျေးပြီးဝမ်ပေါလဘရောင်းတော်ဂျင်းနီစီမံဂိမ်းမှာလုပ်ငန်းအားလုံးလဲပတ်မှုရပ်တန့်နေပါတယ်ဘာကြောင့်ပြစ်တာလဲစီးပွားရေးကိုစီးပွားလေးမလုပ်ဖဲနဲ့နိုင်ငံရေးတဲ့ဝင်ရှုပ်ပြီးဝမ်ပေါတဲ့ကရွေးကောက်ပွဲလှုပ်လို့ပြစ်တာဖြစ်ပါတယ်ထပ်လုံးမယ်ဆိုအမုတ်ချေမယ်လို့အညာသားတွေကအန်ကျိတ်ကျုံးဝါနေတယ်လို့ ဝမ်ပုံထဲမှာအထိုင်ချတက်ဆွဲထားတဲ့ဘတ်စစ်တက်ဟာအနီးနားကဆယ်တဲရွာမိုးချိုးပြည်ရွာတွေကိုလှည့်ပတ်မီးရှို့လို့ဒေသခံတွေတောက်တခေါက်ခေါက်အန်တဂျိတ်ဂျိတ်နဲ့ဝမ်ပုံကိုဓမ္မနဲ့တက်ခုတ်ပြီးမီးတင်ရှို့တဲ့ဘဝကိုမကြခင်ရောက်ပါလိမ့်မယ်ရှင်းတယ်နော်ကဲဒါဆိုရင်အချက်နှစ်ခုရှိပါပြီကျွန်တော်တင်ပြတာတွေမှာ၄ခုကျွန်တော်ဒီနေ့ပြောမယ်နောက်တစ်ခု FBI အပါအဝင် American ဟာ မြန်မာလာအိုကမောရီးယားမှာရှိတဲ့ online ငွေကြေးလိမ်လည်တဲ့ကမ္ဘာရာဇဝတ်သားတွေကိုနှိမ်နှင်းဖို့အထူးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်။စောချစ်သူ DKBA ကစောစတီတို့လားစောဆန်းအောင်တို့သူတို့ရဲ့ခေါင်းကင်ဖခင်ကြီးမင်း online မနေ့ကပဲဟိုဘက် channel မှာကျွန်တော်ပြောတယ်စောချစ်သူတို့ဒူးနဲ့မျက်ရည်တော့ရပြီဆိုပြီးတော့ရှီကျစ်ချန်းကိုတရုတ်ပြည်ပို့လိုက်အပြီးမှာ စောကြည့်သူငိုချင်းချပြီးတိတ်မကြခင်မှာပဲဒီကောင်းလေးကိုနှိမ်နှင်းဖို့အထူးတပ်ဖွဲ့အမေရိကန်ကဖွဲ့စည်းလိုက်ပါတယ်။ရောက်တော့ရောက်နေပြီလားမသိဘူးနော်။ဒီအတွက်မင်းအွန်လိုင်းတော်တော်ပြားပြားခတ်နေပါတယ်။စောချစ်သူတို့ရဲ့အမှုတွဲဟာမင်းအွန်လိုင်းဖြစ်ပါတယ်။မင်းအွန်လိုင်းဖက်စစ်တက်နဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုတွေအပါဝင်မြောက်ဝတီကလက်နက်ကင်အဖွဲ့စည်းတော်တော်များများဟာကြားဖြန့်နဲ့လုံးဝမကိမ့်ပါဘူး။ကြားဖြန့်လေပတ်နေနိုင်အောင် ဒီကောင်တွေပဲလုံးခဲ့တာပါကရင်လူမျိုးအတွက်ဆိုလက်နက်ကင်ပြီးတော့ကိုတကိုကြီးကောင်းစားရေးအတွက်ကရင်လူမျိုးကိုလည်းနမေဖြတ်တိုင်းပြည်ကိုလည်းပုံကြီးဖြတ်တဲ့သူတွေဟာတိုင်းပြည်ရဲ့ရာဇဝတ်ကောင်တွေဖြစ်လာတယ်လို့ထပ်ပြီးတော့ဒီကနေ့ကမ္ဘာရာဇဝတ်ကောင်အဖြစ်သတ်မှတ်ခံလိုက်ရပါဒါနဲ့ပတ်သက်ပြီးဟိုဘက် allergy review channel မှာကျွန်တော်ကြည်ကြည်ပြန့်ပြန့်ပြောကြမှာဖြစ်ပါတယ် allergy review ကိုလည်းလာရောက်ကြည့်ရှုဖို့ပဲခေါ်ပါတယ် ဲ့တော့ဂမရိယလာအိုမှာရှိတယ်ကြားဖြတ်အထူးတပ်ဖွဲ့ဖွဲ့ပြီးနေနေမယ်ရှင်းတယ်ဖက်ဒရယ်စုံစမ်းရေးဘူရို FBI ကိုလံဘီယာခရိုင်ဆိုင်ရာအမေရိကန်ရှစ်နေဂျူယုံအမေရိကန်လုံခြုံရေးတပ်ဖွဲ့ USSS ဒီတပ်ဖွဲ့တွေပူးပေါင်းပြီးကြားဖြတ်နေနေအထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီလို့ဒီကနေ့အမေရိကန်ကကြေညာပါတယ်အရန်ကြည့်ကောင်းပါတယ်ပိန်မဲ့တာကြအဲ့တော့ ဒါအပြင်မှာဒီတပ်ဖွဲ့နဲ့ပတ်သက်ပြီးလုတ်ပိုင်ခွင့်တာဝန်တွေထဲမှာနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး OFAC နိုင်ငံရေးဝန်ကြီးဌာနအခြားအေဂျင်စီများအားလုံးလုတ်လို့ရသမျှနီလန်းအားလုံးကို လုတ်ပြီးပိတ်ဆို့အေးအေးယူတာတွေတင်းစေးတာတွေဝင်ရောက်ဖမ်းဆီးတာတွေတရားစွဲတာတွေလုပ်မယ်ဆိုပြီးတော့ဒီကနေ့ထုတ်ပြန်ကြေညာသလိုဖက်စစ်တက်နေမကြခင်ကမှထပ်ပေါင်းလိုက်ခွာလိုက်ပေါင်းလိုက်ခွာလိုက်မျက်နှာနှစ်ဖက်နဲ့ကရင်လူမျိုးအချင်းချင်းမတိုက်ဘူးလို့ အမုန်းတင်ခံရတဲ့နေကြောင်းစားထွက် BGF နဲ့ DGV ကစိုင်းကျော်လာ Sosti Sosain Win Sosan အောင်တို့၄ဦးကိုပိုင်ဆိုင်မှုမှန်သမျှထိမ့်ချုပ်ရေးရုံးကတန်ခတ်လိုက်ပါပြီအဲ့တော့မင်းအောင်လိုင်းအတွက်ရတမအေးစရာကတော့ကရင်ပြည်နယ်နေဆက်ကကြားဖြန့်ယုံဖြစ်တဲ့ KK ဘက်ကိုဖြိုပြနေပြီမဲ့ KK ဘက်ကိုဖြိုချနိုင်ဖို့အတွက်ဘာသာမှမထွက်ပဲ ီသူတွေကိုကျဲတဲ့ပေါင်900ပုံတလုံးလောက်ကျဲရင်ကေကေဘတ်တစ်ခုလုံးပြာချနိုင်ပါတယ်။ဒါပေမဲ့လုတ်ပွဲကြီးလုတ်ပြီးတော့သူတို့နှိမ်နင်းပါတယ်ဆိုတဲ့ဟန်ပြနေပြီမဲ့မြောက်ဦးဒီမြို့ပေါ်တစ်မြို့လုံးမှာရှိတဲ့ကြားဖြန့်ကာစီနိုယုံနေနန်းတော်ကြီးတမျရွှေကုတ်ကူကကာစီနိုကြီးကြောက်ခတ်ကအသစ်ဆောက်တဲ့ကာစီနိုကြီးအတွက်လက်တံခတ်ပြင်းပြင်းကိုကြားရပါလိမ့်မယ်ဒါပြင်ပါ ဒါတွေကိုခွင့်ပြုတာကစစ်တပ်ခွင့်မပြုပဲလုပ်လို့မရဘူးစစ်တပ်ကိုဘဏ္ဍာငွေမဆက်ဘဲနဲ့ BGF နဲ့ DGV ရအဲ့လောက်အတိတ်မရေဘူးစစ်တပ်ကကောင်းနေပါ အမှုတွေပါပြီးမင်းအောင်လိုင်းဟာစောချစ်သူတို့စောစတီတို့ကိုဒီရှိချစ်ချမ်းတို့ပယ်ဆောက်ချိန်တို့လို့ထိုးကြွေးမလားသူကိုယ်တိုင်ပဲအမေရိကန်အလိုရှိတရားခံဖြစ်မင်းအောင်လိုင်းနာမည်ပါလာမလားဆိုတာကိုတော့ စိတ်ဝင်စကားစောင့်ကြည့်ရမယ်အခြေပါကဲဒီအခြေအနေနဲ့ပတ်သက်ပြီးအခြေတဝင်းကိုတော့ကျွန်တော်ဟိုဘက်တပင်းနေပေါ့နော်တရင်နဲ့တုံသက်ချက်တွေကြားဖြန့်ကိစ္စကိုကြေကြေပြင်းပြင်းအလကီမှာပြောမယ်ဒါကတော့ကျွန်တော်တို့အမေရိကန်ကအထူးတပ်ဖွဲ့ဖွဲ့စည်းတယ်ဆိုတော့တရင်ပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတုံသက်ချက်အနည်းငယ်ပေါ့ကဲအခုတော့အမှန်အရေးကြီးတဲ့ကိစ္စတော့တခုခင်ဗျားတို့ကိုကျွန်တော်ပြောပြချင်ပါတယ်ပြည်တီဦးကြတော့မဆဲဘူးဗမာမို့လို့နေတူးကြတော့ရခိုင်မို့လို့ဆဲတယ်ဆိုတော့ကိစ္စပါ နေတို့ကိုကြတော့တပိတ်မောက်ပြီးကိုလူမြတ်ကျော်မနေ့ကနေတို့ကိုတို့ချူးလေးတို့ပြောတဲ့အတန်နဲ့ PDU တို့ပြောတဲ့အတန်နဲ့မတူပါလားဒီလိုကောမတီတွေးရပါတယ်ရခိုင်သားချေတို့တာလီသွားပါဗျာခမရတို့ကိုကျွန်တော်တည်တည်ချာချာအရေးကြီးရှင်းပြချင်ပါတယ်ကျွန်တော်တို့ဒီရခိုင်မို့လို့ဗမာမို့လို့ကရင်မို့လို့မွန်မို့လို့ရှမ်းမို့လို့ချင်းမို့လို့အစ္စလာမ်မို့လို့မွတ်စလင်မို့လို့ခရစ်ယာန်မို့လို့ဗုဒ္ဓဘာသာမို့လို့ဆိုရဲ့ ဘာသာရေးလူမျိုးရေးအစွဲအလန်းများလုံးဝမရှိပါဘူးသူတို့ရဲ့လှုပ်ဆောင်ချက်များကိုသာကြည့်ပြီးတော့တော်လည်းနိုင်ငံရေးတိုင်းပြည်နယ်လူမှုအတွက်တိုက်တွန်းလှုံ့ဆော်မှုတွေလောက်ကင်ဆောင်ရွက်တာတွေမှတ်ချက်ပေးတာတွေလောက်တာဖြစ်တယ်ဆိုတဲ့ကြောင့်ကနအူးပြောချလိုပါတယ်ခင်ဗျားတို့ပြောမှာနေတိုးရခိုင်မှန်းကျွန်တော်သတိရတယ်ကျောက်ဆိတ်ထဲမှာရခိုင်လည်းမရှိဘူးကရင်လည်းမရှိဘူးမပါလည်းမရှိဘူးမွန်လည်းမရှိဘူးလူကိုလူလို့ပဲမြင်ပါတယ်လူသားတယောက်ရဲ့လောက်ကင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ပဲ ဒီလူနဲ့လှုပ်ဆောင်ချက်ဟာတိုင်းပြည်နဲ့လူလူကိုဒုက္ခပေးတယ်ဆိုရင်ကျွန်တော်တို့အသက်ရှိသူတွေတတ်နိုင်လောက်စန့်ချင်မယ်ပုံကံမယ်တော်လိုက်မယ်ဒီလူရဲ့လှုပ်ဆောင်ချက်တွေကအင်မတန်ကောင်းမွန်တယ်အင်မတန်တိုင်းပြည်လူလူအကျိုးရှိတယ်ဆိုပခုံးနဲ့ထမ်းတင်မယ်ဒီနေရာမှာတာရကဥပမာတစ်ခုပြောပြချင်ပါတယ်နေတိုးကိုရခိုင်မိုးလို့ဆဲတာမျိုးတပိတ်မောက်တာမျိုးဆိုတဲ့အယူအဆကိုနည်းနည်းလေးပြန်ရွှေ့ပြီးစဉ်းစားကြည့်ရင်ဘိုးကျုံထုံးမြနိုင်ကိုကျွန်တော်နှလုံးသဲဖို့တဲကလေးစားတန်ဖိုးထားတာ ရခိုင်မို့လို့မဟုတ်ဘူးဗမာမို့လို့မဟုတ်ချင်းမို့လို့မဟုတ်ဘူးလူသားတယောက်အနေနဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေဟာတိုင်းပြည်နေလူလူအတွက်တော်လန်ရေးအတွက်ဖက်စစ်ချေမုန်းရေးအတွက်အင်မတန်ကိုဂုံယူစရာကောင်းတဲ့ကိစ္စမျိုးဖြစ်နေလို့ပဲရှင်းနေနော်ကျန်တဲ့ဗမာကောင်းဆောင်တွေအများကြီးရှိတာပဲဗျာဗမာတပ်မှုတွေအများကြီးရှိတာပဲဗမာပြည်ပြည်ရခိုင်ပြည်ပြည်ရှမ်းပြည်ပြည်ကချင်ပြည်ပြည်ကချင်ပြည်ပြည်မုံပြည်ပြည်လာမပြောနဲ့တကယ်တော်တဲ့လူတကယ်တိုင်းပြည်နေလူလူကိုစေတနာထားတဲ့လူ တကယ်ပခုံးတဲ့ထန်းတင်ရမယ်တာဝန်ကျွန်တော်တို့တာဝန်အဲ့တော့ဗိုလ်ချုပ်ထွန်းမြင့်နိုင်အောင်နှလုံးသဲဖို့တဲ့ကချစ်ပြီးအနာဂတ်ရဲ့ national leader တိတော်ကျွန်တော်တို့စိတ်ထဲမှာယူမှန်းထားခဲ့တယ်ခမားတို့ကနေတူးကရခိုင်ဖြစ်လို့ဆိုတဲ့ခြင်းမြောင်းလုံးလာတဲ့အတွေးခေါ်လေးနဲ့ဗျာဗျာပြောရက်လိုက်ကြတာကိုလူမျိုးကိုကိုချစ်လို့ရပါတယ်ဒါပေမဲ့မိမိရဲ့ချစ်စိတ်ဟာတိုင်းပြည်နဲ့လူလူရဲ့ ိုဒုက္ခပေးနိုင်လောက်တဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့မျက်ကမ်းမျိုးချစ်စိတ်မဖြစ်စေချင်ပါဘူးကျွန်တော်ဗုဒ္ဓဘာသာပါဒါပေမဲ့ဗုဒ္ဓဘာသာဘုန်းကြီးတွေမဟုတ်တာလို့ရင်လူမြတ်ကျော်တစက်မှမခံခဲ့ဘူးအာရမဝါရစန့်ကျင်ရေးကော်မတီဖွဲ့ပြီးဝိရသူဆိုတဲ့ကောင်ကိုလူမြတ်ကျော်တဲ့တယ်စန့်ကျင်ခဲ့တာဖြစ်တယ်တမိုင်းကိုလှမ်းကြည့်လိုက်ပါအဲ့ဒီမှာအစ္စလမ်ဘာသာဝင်တွေကို အစ္စလမ်ဘာသာဝင်တွေကို စင်းရဲတဲ့အစ္စလမ်ဘာသာဝင်တယောက်ရွှေကုံဖျားအောက်မှာဘုရားကျော်ရောင်းတော်ကိုဗမာဘုန်းကြီးလာမောင်းထုတ်လို့အဲ့ဘုန်းကြီးကိုတရားစွဲဖို့ကျွန်တော်လုပ်ခဲ့တဲ့ကောင်းမျိုးပါတောင်ဆန်းစုကြီးက ICC ICJ နဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်းတို့စစ်တပ်ကိုတရားစွဲတာကိုသွားပြီးခုခံမယ်လို့ပြောတဲ့ပွဲ Wisdom with တောင်ဆန်းစုကြီးလို့ပွဲမျိုးမှာလူမြတ်ကျော်တော်က Wisdom with Justice တရားမျှတမှုကိုသာလိုလားသည်ဆိုတာမျိုးရက်တည်ခဲ့တာပါ ရခိုင်အင်းနေရွာလူတန်းမှုတွေနဲ့ပတ်သက်ပြီးอืมပြောရင်ရှိသွားမယ်ဗျာနော်ရခိုင်ဒေတာအခင်းချင်းတွေနဲ့ပတ်သက်ပြီးအင်တာနက်ဖျက်တောက်မှုတွေကိုရပ်တန့်ဖို့ကျွန်တော်တို့ကိုယ်တိုင် NLD အစိုးရလက်ထက်မှာဆန္ဒပြခဲ့တဲ့ကောင်တွေပါဆိုတော့ပြောချင်တာကကျွန်တော်တို့ရခိုင်တို့ကရင်တို့မွန်တို့ရှမ်းတို့ကိုကျွန်တော်တို့လူမျိုးပေါ်မှာဘာသာအပေါ်မှာခွဲခြားဆက်ဆံလေးလုံးဝမရှိဘူးဆိုတာသူတို့ရဲ့လှုပ်ဆောင်ချက်များ တို့ရဲ့လှုပ်ဆောင်ချက်များဟာတိုင်းပြည်နဲ့လူမျိုးအစိတ်ဖြစ်နေတဲ့ဆိုရင်ဘာသာမရွေးဘူးလူမျိုးမရွေးဘူးကျွန်တော်တို့ရအောင်ဆန့်ကျင်တော်လှန်ပါမယ်တို့ရဲ့လှုပ်ဆောင်ချက်တွေကအမှန်တကယ်တိုင်းပြည်နဲ့လူအကျိုးရှိပြီးတော်လှန်ရေးအတွက်ကောင်းမွန်နေပခုံးနဲ့ထမ်းတယ်ပါမယ်ဒီနေရာမှာရခိုင်နဲ့ဗမာနဲ့ကြောချင်းကပ်ပြီးပေါင်းသွားမှာစစ်တပ်အရန်ကြောက်ပါတယ်ဖက်စစ်တပ်အရန်ကြောက်ပါတယ်ဗမာနဲ့ကချင်နဲ့ပေါင်းသွားမှာဗမာနဲ့ကရင်နဲ့ပေါင်းသွားမှာကချင်နဲ့ရခိုင်နဲ့ပေါင်းသွားမှာ ကချင်ကင်းမုံညမရခိုင်ရှမ်းဆိုတဲ့တိုင်းသားအားလုံးလူမျိုးဘာသာအားလုံးပေါင်းစည်းညီညွတ်မှုကိုစစ်တပ်ကအယံကြောက်ပါတယ်ဒီချိန်မှာဖက်စစ်တပ်ဟာရခိုင်ဒေသကိုပြန်လဲစိုးမိုးနိုင်ဖို့ထိုးစစ်ဆင်နိုင်ဖို့အနိုင်ယူနိုင်ဖို့နိုင်ငံရေးကိုစစ်ရေးကိုနီလန်ပေါင်းစုံနဲ့ထိုးနှက်နေတာကိုခင်ဗျားတို့မြင်အောင်ကြည့်ပါအာကတ်တတော်အီနဲ့ပတ်သက်ပြီး NUG ကလူခွင့်ရေးဝန်ကြီးပါလေ အောင်ကြုံမူဘလို့ပြောခဲ့တာကျွန်တော်ဘလို့ပြောခဲ့ဘူးလေဗီဒီယိုပြန်လည်ကြည့်လိုက်ပါကျွန်တော်တို့တိုင်းတာတဲ့ပေတန်းဟာတရားမျှတမှုနဲ့အမှန်တရားဖြစ်ပါတယ်လူမျိုးပေါ်မှာအခြေမခံပါဘူးဘာသာပေါ်မှာအခြေမခံပါဘူးဒါကိုကနအူးအသိပေးလို့ပါတယ်ဗျအဲ့တော့တခိုင်သားကြီးတို့အကိုချေတို့ကြီးညမငယ်တို့ကြီးမိမိလူမျိုးကိုချစ်တာကိုအကိုတို့သဘောတူပါတယ်။နေတိုးကိုညီမလေးတို့ချစ်တာညီလေးတို့ချစ်တာအကိုတို့ချစ်တာသဘောတူ။သို့တော့ ကျွန်တော်တို့လည်းဗမာအမှုပညာရှင်တွေဖြစ်တဲ့ရန်အောင်တို့စိုးမြတ်သူစားတို့ဆိုတဲ့ဒိန်းတောင်တို့ခင်လိုင်တို့ဗမာတွေလေမှောက်စရာရှိတာတပိတ်မှောက်ပဲကျုံးစရာရှိတာကျုံးမယ်ယုံလေးကားပါဘုံခွဲဖြစ်တာအာဗမာကောင်ပဲလीဆိုတော့ပြောချင်တာကရခိုင်တို့ဗမာတို့မရှိဘူးတိုင်းပြည်အတွက်တိုင်းပြည်အတွက်ကိုကြည်ပါကိုလူမျိုးကိုချစ်ပါဒါပေမဲ့တပတ်စုံမရောက်ပါစေနဲ့တပတ်စုံရောက်ချင်းဟာစစ်တပ်အကြိုက်ဖြစ်ပါလေ နော်စစ်တပ်ဟာကိုတို့ရခိုင်သားခြေတို့အကိုခြေတို့ညမငညမခြေတို့နော်ကြားတဲ့ကို ထိုးခွဲနေတာ ဖြစ်ပါလေဒါကိုနားလဲပြီးပါဒါကိုသိပြီးပါ လူမြတ်ကျော်ကဘယ်တော့မှဘာသာရေးလူမျိုးရေးခွဲခြားစန့်ကျင်ခြင်းခွဲခြားမှုလုပ်ခြင်းစိတ်ထဲမှာအလင်းမရှိပါဘူးနေတို့ကိုသပိတ်မောက်တဲ့လူပေါက်တာဖြစ်ပါလေ ပြည်ဒီဦးကိုတပိတ်မှောက်တဲ့ရင်လည်းပြည်ဒီဦးကမှောက်မှာအင်နာကျော်စင်လည်းမှောက်မှာမှောက်တဲ့မှောက်တဲ့ NUG လည်းမှောက်ရင်မှောက်မှာဗမာကောင်တွေဖြစ်တဲ့ရန်အောင်တို့စိုးမြတ်သူစာတို့တိုင်းပြည်နဲ့လူကိုစစ်တပ်နဲ့ပေါင်းပြီးဒုက္ခပေးတယ်ဗမာတွေတရုတ်တွေကလားတွေမသိဘူးတပိတ်မှောက်တဲ့မှောက်တယ်စန့်ကျင်တိုက်ဖြတ်တော်လံမယ်ရှုံလေးကားပုတ်မှာခွဲတယ်ဘာကြောင့်လဲသိလားဗမာတွေတရုတ်တွေကလားတွေရှမ်းနေမရှိဘူးတိုင်းပြည်နဲ့လူတို့ကိုဒုက္ခပေးသူမှန်တယ်မြလူမြတ်ကျော်ရန်သူပါဝိရတူဗမာဖုံကြီးလဲကျွန်တော်တို့မထားပါဘူး ပြီးတော့ကူလည်းထားပါဦးဒါကြောင့်မို့လူမျိုးဘာသာခွဲခြားမှုကိုလုံလေလုံတာရှိတာဖက်စစ်တဖြစ်ပါတယ်လူမျိုးရေးဘာသာရေးအမုန်းတရားပြိပက္ခတွေဖြစ်ပြီးတွေးကွဲပြီးမညီညွတ်ရင်သူတို့အုတ်ချုပ်ချင်တိုင်းအုတ်ချုပ်လို့ရတယ်ငါညီမငါညီတို့ရဲ့ငါအကူတို့ရဲ့ဒါကြောင့်မို့နီးမှန်လမ်းမှန်နဲ့တိုင်းပြည်ကိုချစ်ပေးပါလူမျိုးကိုချစ်ပေးပါ မိမိရဲ့ချစ်စိတ်ဟာအနာဂတ်မြန်မာနိုင်ငံတော်အတွက်အားလုံး ပေါင်းစည်းတဲ့နိုင်ငံတော်အစ်ဖက်ဒရယ်ပြည်ထောင်စုအစ်အတွက်ပဲဖြစ်ပါစေလို့ပြောရင်မိမိရဲ့ချစ်စိတ်မြက်ကမ်းမျိုးချစ်စိတ်မဖြစ်ကြပါစေနဲ့အားလုံးကျေးဇူးတင်ပါတယ်